ဟာနာတယောက်ကတော့သူ့ရဲ့ခင်မွန်းရုံငယ်ရှိရာကိုလမ်းလျှောက်လာမိရင်လည်းရုတ်တရက်လူတွေရဲ့အော်ငိုတန်အများပြားကဝင်လာခဲ့ပါပြီ။ဇလံမဆက်ခင်ကျွန်တော်အခုပြပေးထားတဲ့ channel လေးမှာလည်း Sakura series အစ်စ်လေးကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့် like and subscribe လေးတွေပြုလုပ်ပေးခဲ့ပါအောင်နော်။ channel ကိုရှာမတွေ့မှာဆိုလို့ကျွန်တော် comment လေးမှာ link လေးချပေးထားပါပြီ။ကဲဒါဆိုရင်ဇလံလေးကိုပြန်ဆက်လိုက်ရအောင်။ဟာနာကလည်းရုတ်တရက်ကြီးလူတွေရဲ့ငိုတန်တွေကိုကြားနေရတာကြောင့်ရုံငယ်ထဲမှာဘာလို့ငိုတန်တွေကိုကြားနေရတယ်လဲဆိုပြီးတော့တွေးကတခြားသောနေရာတွေကိုရှာဖွေပါပြီ။ ာနာတယောက်ကတော့အတန်ကြာရအတိုင်းကိုလိုက်လာရင်းနဲ့ပဲအခန်းတစ်ခုတည်းကိုရောက်တဲ့အခါမှာဖမ်းခံထားရတဲ့လူအများပြားကိုမြင်လိုက်ရတာကြောင့်အရန်ဒီကိုမှအံ့ဩနေရပြီးတော့ဖမ်းခံထားတဲ့ကောင်မလေးတွေကလည်းသူတို့ကိုကဲတင်ပေးဖို့နဲ့သူတို့ရဲ့ဘဝကိုအခုလိုမျိုးအဆုံးမတက်သွားခြင်းဘူးလို့ပြောကဟာနာကိုအကူအညီတောင်းနေကြပါသည်။အခန်းတွေကိုရောက်လာတော့ဟာနာကိုအဆောင်တွေကလည်းမြင်သွားပြီးတော့ဟာနာရှိရာစီကိုဖိဖိချင်းစီကိုမှလမ်းလျှောက်လာပါသည်။ Miss မိန်းကလေးနေနဲ့သူတို့ကုမ္ပဏီရဲ့စီမင်းချိုးဖောက်နေပြီဖြစ်ကြောင်းကိုလည်းပြောပြပါသည်။ ဟာနာကလည်းသူ့ကိုကွန်ပလိန်လာတက်နေတာကြောင့်သူဘာလို့လဲဆိုတာမသိဘူးလားဆိုပြီးတော့မေးပေမယ်အဆောင်တွေကတော့သူတို့ကိုသူတို့ရဲ့မာဖီးယားကောင်းဆောင်ခရစ်ကသူရဲ့အမေခွင့်ပြုချက်မရှိဘဲဒီအခမ်းအနဲကိုဘယ်သူမှဝင်လို့မရကြောင်းပြောထားလို့ဖြစ်ကြောင်းကိုရှင်းပြနေပါသည်ခရစ်တယောက်ကတော့ရုံးခန်းထဲမှာအေးဆေးထိုင်ပြီးတော့ရုံးမှရှိတဲ့ CCTV တွေကိုစစ်ဆေးနေတော့အဆောင်တွေနဲ့ပြဿနာဖြစ်နေတဲ့သူရဲ့ဇနီးကိုမြင်သွားတာကြောင့်သူရဲ့ဇနီးကဘာလို့အဲ့ဒီအခမ်းအနဲကိုရောက်သွားရတာလဲဆိုတာကိုတွေးနေခဲ့မိပြီးတော့အဆောင်တွေနဲ့အချင်းတွေကပုံမှုပြီးတော့ကိုရှုပ်ထွေးလာမှကိုစိုးရိမ်တာကြောင့် သူကိုယ်တိုင်ပဲဖြည့်ရှင်ဖို့ကိုဆုံးဖြတ်ကရုံးခန်းထဲကနေကိုထွက်လာခဲ့ပါသည်ခရစ်တယောက်ကလည်းအခန်းထဲကိုရောက်သွားတာကိုမြင်တဲ့ဟာနာဟာလည်းသူ့ရဲ့ခင်မုန်းရှိရာစီကိုလမ်းလျှောက်လာပြီးတော့ခရစ်ခရစ်ဒီခန်းထဲမှာကျင်းသားတွေဘာလို့အများကြီးရှိနေရလဲဆိုပြီးတော့မေးလိုက်ပါသည်ခရစ်ကတော့သူကမာဖီးယားတယောက်ဆိုတာဟာနာလည်းသိတယ်လို့ပဲသူ့ရဲ့လုံတရှိုးကတော့အခုလိုမျိုးပဲဖြစ်ကြောင်းကိုရှင်းပြနေပါသည်အဲ့ဒါဆိုရင်ဒီမှာရှိတဲ့လူတွေအကုန်လုံးကိုတခြားသောသူတွေစီကိုရောင်းစတာကောအလုပ်ပဲလားဆိုပြီးတော့ဟာနာတယောက်ကလည်းစိတ်တူတူနဲ့ကိုမှပြောလိုက်ပါသည် ခရစ်ကတော့အခုလိုမျိုးအလုပ်တွေဟာသူတို့တွေအတွက်အမျက်တွေအများကြီးရအောင်ပြောပေးမယ်။ဟာနာကတော့သူ့ရဲ့ခင်မုန်းကိုတရားသောနေလန့်တွေနဲ့တာလဲပတ်ဖို့နဲ့သူကိုယ်တိုင်ကလည်းခရစ်ကိုလူစုတယောက်မဟုတ်ပဲလူကောင်းမှဖီးယားတယောက်ပဲဖြစ်စေကြောင်းကိုပြောပြပါရည်။အခုချိန်မှာသူတို့စီမှာတားလေးနှစ်ယောက်ရှိရာကြောင်းသူတို့ရဲ့တားလေးနှစ်ယောက်အတွက်ခရစ်ကိုလောရက်တွေကိုကြည့်ကဆန်နမူနာယူမဲ့သူပဲဖြစ်စေခြင်းကြောင်းပြောကစကလုံးနှစ်လားတွေနဲ့ကိုဖြောင်းဖြားနေပါရည်။ခရစ်ကတော့သူတို့တွေသာတရားမျှတပြီးတော့မှန်ကန်တဲ့လမ်းကိုရွေးချယ်လိုက်မယ်ဆိုရင်တော့သူတို့စင်းရဲလိမ့်မယ်ဖြစ်ကြောင်းကိုပါပြောပါရည်။ ဟာနာကတော့တကယ်လို့အဲ့ဒီလူမျိုးတွေဖြစ်တားရင်တော့မှသူကတက်ဆာရှိရှိနဲ့ပဲခရစ်နဲ့အတူဘဝရဲ့အဆုံးသက်ကိုနေထိုင်သွားမှာဖြစ်ကြောင်းကိုပါပြောပြပါ යි သူရဲ့ချစ်လားစွာသောဇနီးလေးကတာယာလွန်တဲ့အတန်နဲ့ဖြောင်းပြနေတာကြောင့်ခရစ်တယောက်ကလည်းချက်ချင်းပဲစိတ်ပြောင်းသွားခဲ့ပြီးတော့ဟာနာကိုလည်းသူ့ကိုခွင့်လွှတ်တဲ့အနေနဲ့ဒီလုပ်တွေကိုအခုရလိုက်တော့မယ်ဖြစ်ကြောင်းကိုပါပြောပြပါ යි ခရစ်တယောက်ကလည်းအဆောင်တွေကိုသူတို့တွေဖန်ထားတဲ့သူတွေအားလုံးကိုလှုပ်ပေးလိုက်ဖို့ပြောပါ යි ဒါပေမဲ့လို့အဆောက်တွေကတော့သူတို့ဒီလောက်လူအများကြီးစုရဖို့အတွက်ကိုအချိန်တွေနဲ့လူတွေကအရန်ကုန်မှအားဆိုင်ထုတ်ခဲ့ရတာဖြစ်ကြောင်းပြန်ပြီးတော့ကွန်ပလိန်တက်ပါတယ်။သူကကွန်ပလိန်တက်နေတဲ့အဆောက်တွေကိုစိတ်မရှိတော့တာကြောင့်တနက်ထုတ်ကခေါင်းကိုတက်တက်ချိန်ထားလိုက်ပြီးတော့သူ့ရဲ့မေးကိုတေးချလိုက်တာပါ။ဒါမှမဟုတ်ရင်ခူးချက်ချင်းရှော့ပေးလိုက်ရမယ်ဖြစ်ကြောင်းကိုပြောကအဆောက်တွေကလည်းကြောက်ကြောက်လန့်လန့်နဲ့သူတို့ရဲ့ဆရာပြောတဲ့အတိုင်းကိုလုပ်ပေးလိုက်ရပါပြီ။ဟာနာရဲ့ကျေးဇူးကြောင့်အဖမ်းခံထားရတဲ့သူတွေလွတ်မြောက်လာတဲ့အတွက်အကုန်လုံးဟာလည်းပျော်ရွှင်စွာနဲ့ကိုယ့်ဝင်ကိုပြန်ဖို့အခန်းထဲကနေကိုထွက်သွားကြပါပြီ။ လူတွေထွက်သွားကြပြီးတော့ရုံးခန်းထဲမှာနှစ်ယောက်ပဲကြံရှိနေတော့တဲ့အချိန်မှာဟာနာဟာလည်းသူ့ရဲ့ခင်မုန်းကိုထမင်းစားပြီးပြီလားဆိုပြီးတော့မေးလိုက်ခဲ့ပြီးတော့ခရစ်ကလည်းမစားရသေးဘူးလို့ပြန်ပြေတာကြောင့်နေလစာကိုအတူတူစားကြတော့ပေါ့ဆိုပြီးတော့ပြောလိုက်ပါရင်ဘယ်သူမှမရှိတဲ့ရုံးခန်းထဲမှာပဲနှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်ကြည့်ကချီနူးစွာနဲ့အစာစားနေကြပြီးတော့ခရစ်ကလည်းသူ့ရဲ့ဇနီးချက်တဲ့အစာစာတွေဟာအရင်ကမှအရသာရှိကြောင်းကိုပြောပြနေပါရင်ခရစ်တယောက်ကလည်းဘေးမှထိုင်နေတဲ့သူ့ရဲ့ဇနီးကိုနေလစာစားပြီးပြီလားဆိုပြီးတော့မေးတာကြောင့်ဟာနာကတော့အိမ်မှာကလေးကနေလေစာအတွက်ကိုစားလာပြီးပြီဖြစ်ကြောင်းကိုပြောပြပါရင် သူစနီးချက်လာတဲ့အစားအစာတွေကိုခရစ်တယောက်ဟာအရသာရှိရှိစားတောက်နေရင်လည်းသူ့ရဲ့နေသမီးတစ်ပါးလိုမျိုးဖြူစင်ပြီးတော့စိတ်နှလုံးသားရှိတယ်လို့ visual ကလည်းအရန်ကုန်မှာဟော့ဖြစ်လွန်လာကြောင်းသူဟာလည်းကမ္ဘာမှာကံအကောင်းဆုံးဖြစ်ကြောင်းကိုတွေးတောနေပါရင်တစ်ဖက်ကလီစာရိုရဲ့အိမ်ဘက်မှာတော့ကံတယောက်ကလည်းဘာမှမပြောဘဲရုတ်တရက်ဆိုတယ်လို့ဘရွန်နဲ့ကိုဝင်လာတာကြောင်းအခန်းထဲမှာအေးဆေးရေချိုးနေတဲ့လီစာတယောက်ဟာလမ်းဖြန့်သွားခဲ့ပါရင်လီစာကလည်းဘာလို့ဘရွန်နဲ့ကိုဝင်လာရတာလဲဆိုပြီးတော့မေးတာကြောင့်ကန်ကလည်းဒီရေချိုးကန်ကသူတို့တွေအတူတူတုံးလို့ရတာမဟုတ်ဘူးလားဆိုပြီးတော့မေးပါရင် ။လီစာကတော့အခုချက်ချင်းဘရွန်းထဲကနေထွက်သွားဖို့နဲ့ကန်နေနဲ့သူရေချိုးပြီးမှဘရွန်းထဲကိုဝင်လာဖို့ပြောပါရီ။ကန်ကတော့သူတို့တွေကလင်မယားဖြစ်တာကြောင့်သူတို့ရေချိုးတာကမှားနေတာလည်းမဟုတ်ကြောင်းကိုပြောပါရီ။ဒီအခန်းထဲမှာကန်ရှိနေရင်ကိုသူ့အနေနဲ့စိတ်မလုံခြုံရကြောင်းပြောပေမဲ့ကန်ကတော့သူတို့တွေကရှက်စရာမလိုကြောင်းနဲ့သူနဲ့တူတူမှောင်ကြပူပိပိဖြစ်ကြောင်းတယောက်ကိုတယောက်မြင်မှုပြီးသားပဲဖြစ်ကြောင်းကိုပါရွရွချွချွနဲ့ကိုမှအားကျိုးမှန်တဲ့ကိုကန်လေးကတော့ပြောလိုက်ပါရီ။ဒီစာကတော့အဲ့ဒီအချိန်တုန်းကနဲ့အခုနေရာဟာမတူကြောင်းနဲ့ဒီနေရာမှာတော့လုံဝကိုမှဆက်သွားလို့မရကြောင်းကိုပြောပြပါရီ။ ကန်ကလေးသူ့ရဲ့လောရဲ့အတွက်ကိုသူ့ရဲ့ဇနီးကိုတောင်းပန်လိုက်ပြီးတော့သူ့အနေနဲ့အစာကလေးကနှောင့်ယှက်တင်ကြောင်းနဲ့အခုတော့ရင်ကလေးကချိုးနေကြဖြစ်တဲ့တခြားသောရေချိုးကမ်းမှာပဲရေချိုးလိုက်တော့မယ်ဖြစ်ကြောင်းကိုပြောကထွက်လာခဲ့ပါ යි တနေ့တနေ့သူကိုယ်တိုင်လီစာကိုမြင်ရတာနဲ့စာနာမှုတစ်ခုမလုပ်ရရင်စင်မပြေကြောင်းတွေးကရေကိုပဲအေးဆေးဆေးဆက်ချိုးနေပါ යි ရေချိုးပြီးသွားတဲ့ကြောင့်လီစာတယောက်ကလည်းမိဖို့ကြောင့်နဲ့မှဟင်းချက်နေပြီးတော့ချက်နေရင်နဲ့ပဲဒီနေ့အတွက်အဓိကဟင်းပွဲကိုဖာချက်ရမလဲဆိုတာခေါင်းချောက်အောင်လို့စဉ်းစားနေရပြီးတော့မိသားစုရဲ့အဆင်ပြေပြေဖြစ်ဖို့မျှော်လင့်နေပါ යි အဲ့ဒီအချိန်မိဖို့ကြောင့်လည်းကိုကဲတယောက်ကဖြင်းချင်းစွာနဲ့လမ်းလျှောက်လာပြီးတော့အနာရောက်တဲ့အနှံကအရန်ကူမှမှွေးလွန်းနေတာကြောင့်အရန်ကူမှအရသာရှိတဲ့ဟာတခုခုချက်နေတာလားဆိုပြီးတော့မိပါရီလီစာကတော့သူကသူ့အတွက်အပြင်သူ့ရဲ့ခင်မုန်းနဲ့အမေအတွက်ပါမနက်စာချက်နေတာဖြစ်ကြောင်းကိုပါပြောပြလိုက်ပါရီအဲ့ဒီစကားကိုကြားတဲ့ကန်ကတော့သူ့ရဲ့ဇနီးကသူတို့ကိုအရန်ကူမှဂယူဆိုင်တဲ့အတွက်ကျေးဇူးအရန်တင်ကြောင်းနဲ့အခုသူ့ရဲ့အမေကိုတွားခေါ်မှဖြစ်တာကြောင့်ခနာဆောင်ပေးဖို့ပြောကမိဖို့ကြောင့်လည်းကနေကိုထွက်လာပါရီ အေဂန်ထဲမှာအေးစစ်စစ်ထိုင်နေတဲ့သူ့ရဲ့အမေစီကိုကန်တယောက်ကရရှိလာခဲ့ပြီးတော့မနက်စာစာဖို့နဲ့သူ့စနေကအရန်ကမှအရသာရှိတဲ့မနက်စာကိုပြင်ဆင်ထားကြောင်းကိုပြောပြပါသည်။သူ့သားရဲ့စကားကို NG ကတော့ရွာသူတယောက်ချက်ထားတဲ့အစားအစာကအာဟာရရှိမှမဟုတ်ပဲရွာကမင်းကလေးရဲ့ကိုပေါ်မှာရှိတဲ့ညစ်ကြေးတွေပါလာမှကြောင်းလုံအောင်ကမှစားလို့ရမှာမဟုတ်ကြောင်းကိုပြောပြပါသည်။ NG ကလည်းအခုသူကဘိုင်းမစားသေးကြောင်းနဲ့နောက်မှပဲစားရုံးမယ်ဖြစ်ကြောင်းကိုပါပြောလိုက်ပါသည်။ သူရဲ့မိဖြစ်သူရဲ့ဆုံးဖြတ်ချက်ကိုတိလိုက်ရတာကြောင့်ကန်တယောက်ကလည်းသူတို့တွေပဲမနှက်စာကိုအရင်စားနှင်တော့မယ်ဖြစ်ကြောင်းကိုပြောကာအေဂန်တွေကနေကိုထွက်လာပါသည်။အန်ဒီဂျီကတော့သူ့ရဲ့သားလေးကန်အနေနဲ့ဂျီဝါကမိန်းကလေးတယောက်ရဲ့ညစ်ပက်စွာနဲ့ချက်ထားတဲ့အစားအစာကိုစားမိလို့ဘာမှကိုမဖြစ်ဘူးမျှော်လင့်ထားကြောင်းတွေးတောနေပါသည်။ကန်တယောက်ကလည်းထမင်းစားကန်တဲ့ကိုတယောက်တည်းကိုပြန်ရောက်လာတာကြောင့်လီစာကလည်းအမေကောပမာလေးဆိုပြီးတော့မိတာကြောင့်ကန်ကလည်းအမေကဘိုင်းမစားသေးလို့နောက်မှပဲစားမယ်လို့သူ့ကိုပြောပြကြောင်းပြောလိုက်ပါသည်။ကန်နဲ့လီစာတို့တွေဟာလည်းမနှက်စာကိုအချင်းချင်းကြည်နူးစွာနဲ့ပဲစားတောင်းနေကြပါသည်။ မနေ့ကစားပြီးသွားတဲ့နောက်မှာတော့အလုသွားတော့မဲ့သူ့ရဲ့ခင်မုန်းကိုလီစာတယောက်ကလည်းနှုတ်ဆက်ဖို့ပြင်နေချင်းယုတ်တရက်ကန်ရဲ့ဘက်ကနေပြီးတော့သူဒီနေ့ overtime ဆင်းရမယ်ဖြစ်ကြောင်းကိုပြောလိုက်တာကြောင့်လီစာတယောက်ရဲ့မျက်နှာလေးဟာလည်းညှို့နှံ့သွားခဲ့ပါပြီ။အဲ့ဒီအချိန်မှာပဲ energy ဟာလည်းအခန်းထဲကနေကိုထွက်လာပြီးတော့ကန်တို့စုံတွေနှစ်ယောက်ရဲ့အခြေအနေတွေကိုစောင့်ကြည့်နေပြီးကန်ကတော့ချက်ချင်းဆိုသလိုပြောင်းလဲသွားတဲ့သူ့ရဲ့ဇနီးရဲ့မျက်နှာကိုတတိထားမိသွားပါပြီ။ကန်လည်းသူ့နောက်ကျမှကိုစိတ်မကောင်းဖြစ်နေတာကြောင့်သူ့ကိုလွမ်းလို့လားဆိုပြီးတော့မေးပေးမယ်။ဟာနာကတော့သူ့အဆင်ပြေကြောင်းနဲ့ဘာမှကုန်မှာမဖြစ်ကြောင်းကိုပြောပြလိုက်ပါပြီ။ သူ့ရဲ့ခင်မုန်းကိုလည်းဒီညဘဏ္ဍာရီပြန်လာမလဲဆိုပြီးတော့မေးတဲ့အခါမှာညာ၁၂နှစ်လောက်ဖြစ်ကြောင်ပြောကဝန်နေနေတဲ့သူ့ရဲ့ဇနီးကိုပြစ်ဖက်ပြီးတော့နှုတ်ဆက်နေပါရီနှစ်ယောက်သားကတော့ရိုနေကြတာကိုမြင်တဲ့အန်ဒီဂျီဟာဆက်ပြီးတော့တီးမခန့်နိုင်တော့တာကြောင့်အခန်းထဲကိုပြန်ဝင်လာပြီးကန်ကတော့အခုသူ့ရုံးကိုသွားတော့မယ်ဖြစ်ကြောင်ပြောကသူ့ရဲ့ဇနီးကိုနှုတ်ဆက်နေပါရီအန်ဒီဂျီကတော့ခုနကသူ့ကြားလိုက်ရတဲ့တရင်အချက်လက်တွေကိုအသုံးချကား ဒီနေ့ညတူသားပြတ်မလာခင်မှာပဲသူတို့အိမ်မှာရှိနေတဲ့လီစာကိုပညာပေးဖို့ကိုအစီအစဉ်လေးဆွဲပြီးတော့ကိုပတာပဲသဘောကျနေပါတော့ရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြလို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နော်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြရအောင်ဗျာ